လုံးမင်္ဂလာပါရှင်ဒီမှာ behavior management အကြောင်းလေးကိုဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ဒီ behavior ဆိုတဲ့ပြုမှုတွေကတော့အင်မတန်အရေးကြီးတယ်အဲ့မှာဆိုလို့ရှိရင်ဒီမှာဒီမှာပထမဦးဆုံးဒါဦးတကယ်အဓိကဦးတည်တာပေါ့နော်ပုံမှန်ပြုမှုမဟုတ်တဲ့ကလေးတွေအတွက်ကိုဦးတည်တာပါဟိုမွေးလာတဲ့အခါမှာထူးထူးခြားခြားဖြစ်နေပြီပေါ့နော်။သူက disorder ကလေးတွေလည်းပါနေဖြစ်နိုင်တယ်ပေါ့နော်။အဲ ADHD တို့ autism တို့ပေါ့နော်။အဲ့ဒီကြောင့်ဥတည်တာပါ။သို့သောညာလည်း တာမန်ကလေးတွေရဲ့အပြုမူတွေပါလေစနေတကျပြုမူလာတာဆက်မိမိကိုကိုပေါ့နော်မိမိရဲ့တကိုယ်ကြီးအလုပ်ကလေးတွေကိုနှုတ်ဆောင်တတ်အောင်ဒီနီးလန်းနေနဲ့တုံပြီးရောပေါ့နော်ဒါတို့ရဲ့အဲမိမိကိုကိုမိမိတကိုယ်ကြီးကိစ္စတွေကိုတို့ကိုတို့ကိုယ်တိုင်နှုတ်ဆောင်နိုင်အောင်ရည်ကျင့်ပေးလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒီမှာကိုဆွေးနွေးပေးနေဆက်ပြီးဆွေးနွေးပေးမှာပါအဲ့ဒီမှာဆိုရင်၅နီးပေါ့နော်ဒီတဲ့ apply ဒီ analysis behavior မှာဆိုလို့ရှိရင်ကျွန်မ apply behavior analysis ဒီမှာဆိုရင်စဉ်းစားမပြတ်လေ့ကျင့်ခြင်းပေါ့နော်အားလုံးနားလို့ဆိုတာဟိုဒီနားထဲမှာရှင်းသွားအောင်ဟောပြရရင်ပြောရရင်တော့လေအဲဒီစဉ်းစားမပြတ်လေ့ကျင့်ပေးခြင်းပြီးကောင်းမွန်တဲ့အပြုမူတွေရရှိလာအောင်ဆောင်ရွက်ခြင်းမှာအဲအကြောင်းကိုဆွေးနွေးပြနေပါလိမ့်ကျွန်မ၅ခုရဲ့နည်းနီလာ၅ခုအကြောင်းဆွေးနွေးပေးပါမယ်လို့ကျွန်မခြေပိုင်းမှာဆွေးနွေးပေးထားပါတယ်အဲဒီထဲမှာဒီမှာဆိုလို့ရှိရင် discrete trial teaching ပေါ့နော်အဲဒီကကျောင်းလေးပါအဲဒီဒီကဟိုဘလိုပုံစံမျိုးတွေနဲ့သူတို့နေကျင်ပေးမလို့ဆိုတာလေးကိုကျွန်မဆက်လက်ပြီးတော့ဆွေးနွေးပေးသားမှာဖြစ်ပါတယ်ရှင်အဲဒီကကျွန်တော်တို့ဒီကပေါ့နော်ဒီကနီလန်လေးကိုလေးလာဖော်ထုတ်ခဲ့တဲ့ပညာရှင်ကြီးကကြတော့ကယ်လီဖိုးနီးယားကနေကယ်လီဖိုးနီးယားကကယ်လီဖိုးနီးယားပေါ့နော်အဲကနေအမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားကပါဒေါက်တာ အိုင်ဘာလိုဘတ်ဆိုတဲ့ပုံကိုကြီးကနေပြီးတော့ဟိုလွန်ခဲ့တဲ့1980လောက်ကပေါ့နော်1980လောက်ကနေပြီးတော့ဒေတာဖော်ထုတ်ထားတဲ့ပညာရပ်ကလေးလေးဖြစ်ပါတယ်အဲ့ဒီကမှာဒီလိုမျိုးဒီကပညာရပ်တွေပေါ့နော်ဒီလိုနီးလန်းအနေနဲ့စတင်အသုံးပြုခဲ့တာပါအဲ့ဒီကမှာပေါ့နော်ဒီကရဲ့ဥစ္စာကတော့ရှင်းရိုးရိုးရှင်းရှင်းလေးရေပေါ့နော်တအားကြီးခက်ခက်ခဲခဲတော့ပုံဘူးသို့တော်ညာလေပုံမှန်လေးကျင့်ပေးဖို့စဉ်ဆက်မပြတ်လေးကျင့်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလေးကတော့အဓိကအချက်ပေါ့ ဟိုလေ့ကျင့်ပေးရတာခက်ခဲမှုရှိရတော့မဟုတ်ဘူးဒါပေမဲ့လို့လေ့ကျင့်ပေးဖို့လိုတယ်ခက်တာကကျမတို့ဒီလူနေမှုအတိုင်းဝိုင်းကအဲကလေးတွေကိုကလေးလိုပဲမြင်တယ်သူတို့ရဲ့အပြုမူတွေကိုဟိုလေ့လာသုံးသပ်ဖို့အဲဒါကိုခွက်ချန်းစိတ်ဖြာဖို့ဆိုတဲ့အလေးကျင့်လေးတွေကြတော့အားနေနေသေးရလေအဲ့အားလေးတွေကိုကျမအားကောင်းစေချင်လို့ဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်အဓိကပေါ့နော်ဒီနီးလေးရဆိုလို့ရှိရင် ဒီဒီဒီပေါ့နော်ကျွန်တော်တို့ကပြောရင်ဒီဒီဒီနီးလေးကိုဖော်ထုတ်ခဲ့တာဒီကပညာရှင်ကြီးပေါ့နော်ဒါရိုက်တာဒါတာ Ivor Lovak ဆိုတဲ့ပညာရှင်ကြီးက1990ခုနှစ်လောက်မှာကယ်လီဖိုးနီးယားမှာစတင်အသုံးပြုခဲ့တယ်အဲစတင်ပြုလုပ်ခဲ့ကြတယ်အဲဒီကစွန့်ရည်တွေကကျတော့ကျွန်တော်ရှေ့ပိုင်းမှာဆွေးနွေးသွားတယ်လို့ပဲပေါ့နော်ဒီအားလေးကို sub tax လေးတွေ small tax လေးတွေနဲ့ခွဲပြီးတော့တင်းငယ်လေးတွေခွဲမယ်အပိုင်းလေးတွေခွဲမယ်ခွဲပြီးရင်လေးဒီချင်းပေးမယ်ပြီးရင် changing ဆိုပြီးတော့ပေါ့နော်ဒါက तू က ဝင်းဆက်ကလေးတွေပေါ့နော်တင်ပေးမယ်လှူဆောင်စီပေးမယ်အဲပြီးလို့ရှိလို့ရှိရင်အဲ့ဒီအမှာတဆင်ပေါ့နော်ပြီးချင်းပြီးလို့ရှိလို့ရှိရင်သူကဒီအရေကိုကျွမ်းကျင်သွားပြီဆိုရင်ဒါတို့ထက်ကထက်ကလေးချင်းရမှာပေါ့နော်တဆင်ကျစင်ချင်းစီတိုင်းမှာထက်ကထက်ကလေးချင်းပြီးတော့မှသူတို့ကျွမ်းကျင်သွားပြီဆိုရင် generalization ဆိုရယ်တကယ်ကိုအုပ်စုတွေမှာကိုပဲသူတို့ကိုဒီအရေတွေကိုပေါ့နော်လှူဆောင်တတ်သွားအောင်ဟုတ်လေချင်းပြီးချင်းပြီးစီချင်းနီးလန်းနေ ਉ ဒါဒီဒီကပညာရှင်ကြီးကနေဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ် ဲ့ဒီမှာဆိုရင်လုပ်ငန်းလေးတွေပြီးမယ်ပြီးတော့သူအအောင်မြင်အောင်လုပ်နိုင်တယ်ဆိုသူ့ကိုရွေးပူဇော်ပေးမယ်ကျမခြေပိုင်းမှာဆွေးနွေးထားရတဲ့မှာလည်းပါတယ်လေဒီကလေးရဲ့ပြုမှုတစ်ခုကဆန်လွဲနေပြီပုံမှန်မဟုတ်တော့ဘူးမိမိလိုချင်တဲ့အပြုမှုမဟုတ်တော့ဘူးမှာမျက်လုံးချင်းစုံမကြည့်တတ်တာလို့ပေါ့နော်ဒါမှမဟုတ်အဆော့လွန်နေတာအသွက်လွန်နေတာမျိုးတွေပေါ့နော်အဲအဲ့အားမျိုးလေးတွေပေါ့နော်အားမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်သူတို့တွေရဲ့ဖြစ်ပေါ်လာတဲ့အပြုမှုလေးတွေကိုတိတိကျကျ စနေတရဒေးလာသုံးသက်ပြီးတော့ဘာလို့မလို့ဆိုရင်ဒါလေးကိုသုံးသက်ပြီးလို့ရှိရင်ဘာလို့မလို့သူ့ကိုတင် जा ပေးဖို့အတွက်အစိပ်ပိုင်းတိတိလေးတွေခွဲခြားစီပြမယ်ပြီးရင်သူ့ကိုဝင်ဆက်တင် जा ခြင်းနည်းတွေဒီကဖြစ်ပေါ်တဲ့အခြေအနေပေါ်မှာဝင်ဆက်တင်ခြင်းမှာသူဘာကိုစိတ်ဝင်စားတာတော့သူကဒီပေါ့နော်ခုနကဘာပဲလေးတွေမဟုတ်တာကိုစိတ်ဝင်စားတာလား သူကတခြားကိစ္စလေးတွေပေါ့နော်တခြားသူကိုယ်တိုင်ကိုပဲဒီကလို့ဟိုလှုပ်ဆောင်ရတဲ့လုပ်ကလေးတွေကိုစိတ်ရုပ်ကလေးတွေကိုစိတ်ဝင်စားတာလားကက်ကလေးတွေကိုစိတ်ဝင်စားအစတိပြေမော်နော်သူရဲ့စိတ်ဝင်စားမှုပေါ်မှာဟိုနဲ့ချိတ်ဆက်ပြီးတော့ဝင်ဆက်တင်ကြခြင်းတွေနဲ့တင်မယ်ပြီးလို့ရှိရင်သူ့ကိုအဲ့လိုမျိုးတင်ပေးလိုက်လို့ तू ကမိမိလှုပ်ဆောင်တာတွေကို तू လှုပ်ဆောင်မိမိလိုချင်တဲ့ပေါ့နော်လူချင်းမိမလိုချင်တဲ့အပြုအမူရလာပြီဆိုလို့ရှိရင်သူတို့ဟိုဟာလုပ်မယ်ဒါအဲ ရီအင်ဖိုစာပေးမယ်ပေါ့နော်အဲ့ဒီမှာလည်းပဲကျမတို့ဘာလို့ရမလို့ဆိုရင်သူ့ ਈ ပရိုမီတွေဆိုရဲပေါ့နော်သူ့အကူအညီတွေပေးရမယ်အဲ့လိုမျိုးအကူအညီတွေပေးလို့သူကပုံမှန်ပြမှုလာလို့ရှိရင် generalize သူ့ကို fading လောက်ရမယ် short ချရမယ်ဒီက proming လောက်တာတွေကို short ချရမယ်ပြီးရင်ဒါအုပ်စုကြီးထဲမှာသွားပြီးတော့သူလုံးဆောင်စေမယ်အဲ့လိုလုံးဆောင်လို့သူ့ကမှန်မှန်ကန်ကန်လုံးဆောင်နေအပြုတ်မှုတွေကကောင်းမွန်လာပြီဆိုရင်သူ့ကို အာစုပေးတဲ့စနစ်ကိုသုံးမယ်ပေါ့ဒါကိုဒီပညာရှင်ကြီးကနေပြီးတော့ဒေါက်တာအိုင်ဗာကနေပြီးတော့ဒါပရိုဂရမ်ချင်းဖြစ်ပါတယ်အဲ့ဒီမှာကျွန်မနမူလာလေးတွေပေါ့နော်ဆက်ပြီးတော့ဆွေးနွေးပြသွားပါမယ်ဒီမှာဆိုရင်သူ့ရဲ့တကူကြီးဆောင်ရွက်ရမယ့်အလုပ်တိုင်းတွေကိုသူတို့လှုပ်ဆောင်စေတတ်ရမယ်သူတို့ကိုယ်တိုင်လှုပ်ဆောင်စေတတ်အောင်ဝေချင်ပေးရမယ်ဒီမှာဆိုရတော့ကျမအင်းကြီးကို၄စင်ပဲပြောထားတာပေါ့နော်၄စင်လေးပဲတကယ်တော့အစင်စင်တိတိလေးတွေကိုအများကြီးခွဲလို့ရပါသေးတယ် အင်ကြီးလေးကိုဝေဖို့ဆိုရင်ကျွန်မပြောထားတဲ့အဆင့်ဆိုရင်အင်ကြီးလေးကိုဘလို့မိမိရဲ့တကူကြီးကိစ္စအင်ကြီးဝေးရမယ်အရွယ်ဆိုရင်ဝေးဝေးတက်ရမယ်အရွယ်ဆိုရင် तू အင်ကြီးကိုသူ့အင်ကြီးကို तू ဝေးနိုင်အောင်နေကျင်ပေးရမယ်အဲအရာရာကိုဟိုလူကြီးမိဘကကူညီမြဲကူညီပေးကိုကိုကိုတာဝန်ယူတတ်တဲ့သူတွေဖြစ်မှာမဟုတ်တော့ဘူးလေမိမိကောမှမိမိတာဝန်မယူနိုင်ဘူးဆိုလို့ရှိရင် ကျန်တဲ့အကြောင်းအရာတွေပါချိုးတဲ့သွားမှာကိုအဲ့တော့ပထမဆုံးလက်ကျက်မှာမိမိကိုမိမိတာဝန်ယူတတ်အောင်မိမိရဲ့ဒီကိုကြီးကိစ္စတွေကိုလုံဆောင်တတ်အောင်တင် जा ပေးရမယ်အဲ့ဒီမှာဆိုရင်အင်ကြီးလေးကိုဘလို့ပထမဆုံးဘလို့ထားမလို့ပြီးရင်ဘလို့ဒီကပေါ့နော်ဒီအင်ကြီးကိုမိမိရဲ့ဒီခန္ဓာကိုယ်ပေါ်ကိုအတဲလေးအင်ကြီးကလည်းတဲတဲမှမဟုတ်ချီအောင်ဘလို့ကိုင်မလို့ကိုင်ပြီးလို့ရှိရင် ပထမဆုံးသူကအင်ကြီးလေးကိုချရမှာရှေ့ကိုပါတော့မလို့ခြေကိုချမယ်ချပြီးအင်ကြီးလေးကိုဘလို့ကင်မလို့ကင်ပြီးလို့ရှိရင်ခေါင်းကိုဘလို့ရှို့မလို့ချို့ပြီးလို့ရှိရင်မိမိခန္ဓာကိုယ်ထဲမှာစမတ်ကြအောင်ဘလို့လုပ်မလို့စသည်ဖြင့်ပါတော့တမန်ကျမလေးဆင့်ကိုပဲပြောရတကယ်အသေးစိတ်ကတော့အင်ကြီးကိုရှေ့နောက်ရင်ခွဲမယ်ဖက်ပြီးလို့ရှိလို့ရှိရင်အင်ကြီးလေးကိုမလုပ်မလို့ဆိုရင်ခေါင်းကိုစွတ်မယ်စွတ်ပြီးရင်လက်ကဘဲလက်ကဆရှို့မလားညာလက်ကဆရှို့မလားစသည်ဖြင့်ပါတော့သူတို့ကိုသင်ပေးရမယ်တရားတော့သူတို့ရဲ့ဘဲဟိုအာတဏ္ဍာ ညာဟောအတန္တာဆိုတာအမျိုးမျိုးတော့ရှိတတ်ပါတယ်အဲ့ဒီပုံမှာမူတည်ကလေးရဲ့ဒါကြောင့်ကလေးရဲ့ပုံမှာမူတည်ပြီးတော့ကျမတို့ chanting ဆိုရယ်ဝင်ဆက်တင်ကြရမယ်လို့ပြောတာဟိုကိုတင်ကျင်နာကြီးတွေတင်လို့မရဘူးကလေးကဘာကိုသူအပ်တာတော့ဘာကို သူစိတ်ဝင်စားတာတော့ဆိုဥဟာကျမတို့တုံးသက်ပြီးမှတင်ကြပေးရမှာအဲ့လိုနီးလဲနေနေပေါ့နော်စနစ်တကျတင်ရမယ်အဲ့ဒီမှာလည်းပဲတင်တဲ့အခါမှာလည်းတကယ်တာမန်ကလေးတွေကတော့တင်လိုက်တဲ့အခါမှာဟိုမြ мян တက်တက်ကလေးလေးရှိမယ်ပေါ့နော် တချို့ကလေးတွေကကြတော့အဲ့လို disorder ကလေးတွေကကြတော့အဲ့လိုမတက်ဘူးတက်ချင်ချင်းကြီးမတက်ဘူးချက်ချင်းကြီးမတက်တဲ့အတွက်သူ့ကို small tax ကလေးတွေခွဲပြီးတော့ပေါ့နော်ပထမအဦးဆုံးဒီလှုပ်ဆောင်တတ်တဲ့သူလုံးမဲ့အလုပ်ကလေးတစ်ခုကိုဟိုဒီအင်ကြီးဝေဖို့ဆိုတာအစ်စ်နေအများယာထဲမှာအော်ဒီငါ60ဆလောက်ရှိတာဟုတ်အဲ့60ဆလောက်ကလေးမှာတစ်ခုလေးကိုပဲပထမတစ်နေ့မှာလေ့ကျင့်ပေးမယ်နောက်ဆက်ပြီးတော့ဒါကိုစဉ်ဆက်မပြတ်ကျွန်တော်တို့ဒီက AB မက်သတ်မှာစဉ်ဆက်မပြတ်လေ့ကျင့်ရမှာစဉ်ဆက်မပြတ်သူတို့ကိုလေ့ကျင့်ပေးမယ်ဒီအိတ်ကဒီဒီလိုမျိုးသူဒီအပြုတ်မှုကိုရရှိလာမှာပေါ့နော်စဉ်ဆက်မပြတ်လေ့ကျင့်ပေးမယ်အဲ့ဒီတစ်ခုကိုရပြီဆိုတော့မှနောက်တစ်ဆင့်ကိုတက်မယ်အဲဒါဆိုရင်အင်ကြီးကိုသူရှင်းတာခွဲတတ်ပြီဆိုမှနောက်တစ်ဆင့်အင်ကြီးလေးကိုလက်ကကင်တတ်အောင်ပေါ့အဲအဲ့လိုမျိုးနီးလန်းနေနဲ့သွားတာဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့အင်ကြီးကိုလည်းသူအဲရှင်းတာခွဲတတ်ပြီး အင်းညိုလည်းကင်တဲ့ပြီးဟုတ်ပြီခေါင်းကိုဆွတ်တောင်းဒါလည်းလေ့ကျင့်ပေးရမှာပါဟိုတချို့ဒီတစ်ဆင့်ကိုမရသေးဘဲနဲ့နောက်တစ်ဆင့်မသွားရဘူးပေါ့နော်အာဒီတစ်ဆင့်ကိုရအောင်လေ့ကျင့်ပေးရမယ်ဒါနီးတွေကိုကျမတို့အဓိက discrete trial teaching ဆိုတဲ့နည်းလမ်းတွေပါအဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာလဲလို့ပဲကျမတို့ကျောင်းကိုမသွားခင်မှာတို့ရဲ့ဒဂိုကြီးကိစ္စတွေဒါ trials ကိုသူသွားထက်ရမှာဒါဆိုလို့ရှိရင်ကျမတို့ဒီကဟိုပေါ့နော်ဒါကတော့နမူနာဒီကျမတို့ ရှိရပုံလေးကိုကျွန်မထည့်ထားတာပါအဲသူတို့အဓိကဒီ toilet ကိုသုံးပြီဆိုရင်မိမိဝတ်ထားတဲ့ဘောင်းမီကိုဘလို့ချွတ်မလို့အဲပထမဆုံးဘောင်းမီရဲ့ zip ကိုဘလို့ဖြုတ်မလို့ဘောင်းမီကိုဘလို့ချွတ်မလို့စသည်ဖြင့်ပေါ့နော်အသေးစိတ်အဲ့ဒီမှာဆိုရင်မိမိရဲ့ဒီတန်ရှင်းရေးကိုဘလို့လှုပ်ဆောင်ခဲ့မလို့ပြီးလို့ရှိရင်ဒါကိုဘလို့ဟောဒီကပေါ့နော်ဒီဥစ္စာကိုပြန်ပြီးတော့စမတ်ကြအောင်ဝတ်စင်ဖို့အတွက်ပေါ့နော်ဆွဲတင်မယ်ပြီးရင် zip ကိုပြန်ပြီးတော့ပိတ်မယ် ပြီးရင်မိမိမှရှိရဲ့လက်ကိုစနစ်တကျ watching တန်ရှင်းရေးလုပ်မယ်ပေါ့နော်အဲ့ဒီမှာ tissue paper ကိုသုံးလို့ရှိရင်လည်း tissue box အဲဆွပြရမယ်သူ့ရဲ့ဒီကအထဲမှာပေါက်ဆွဲမှာတွားပြီးစနစ်တကျထည့်ရမယ်အမျိုးတွေကိုတဆင်းကြီးခုနအင်းကြီးဝတ်ထားလို့ပဲတဆင်းချင်းပြပေးရမှာပါအဲ့တော့အเจ้าကိုရောက်မှာဆရာမကဒီကိစ္စမျိုးတွေကိုဟိုလိုက်ဖြည့်ရှင်းနေရတယ်ဆိုရင်သူတို့ရရှိရမယ်စွမ်းရည်ရာ ဟိုစွမ်းရည်တွေဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့အချိန်တွေညော်နေသွားမှာပါအဲ့လိုညော်နေမှုမဖြစ်အောင်ပေါ့ဒါအိမ်မလီကလေးကနေပြီးတော့ချောင်းကိုမရောက်ခဲ့မှာဒီလိုမျိုးနီးလန်းလေးတွေကိုနေပေါ့နော်စနစ်တကျတင်ပေးခဲ့ရမှာပါတင်ပေးတဲ့အခါမှာလည်းတဆင်ချင်းစီကိုသူလုံးဆောင်တတ်အောင်သွားပြီးပြီဆိုမှနောက်တဆင်ကိုတက်ရမှာပါတခါလေးနဲ့အကုန်လုံးကို အာသူ့ဘာမိသူချွတ်တောင်းအဲပြီးလို့ရှိလို့ရှိရင်သူ့ဇီကိုသူဖြုတ်တောင်းပြီးရင်သူ့တန်းရှင်းရေးသူလို့တဲ့အကုန်လုံးအကုန်လုံးလက်စေးတဲ့အစင်ဒီပေါ့နော်အဲ့ဒီလိုမျိုးမရဘူးတစင်ချင်းစီကိုတင်ပေးရမယ်အဲဒီတစင်ကိုရပြီအောင်သူသုံးဆောင်တတ်ပြီဆိုမှနောက်တစင်ကိုသွားရမယ်ဒီနီလန်းအနေနဲ့သွားရပါမယ်အဲ့ဒီမှာလည်းပဲကျမတို့ဒီမှာဆိုတော့လက်စေးတာလည်းအလိုပဲလက်စေးတာလည်းသူ့မှာအစ်စ်နေရှိရဒီအစ်စ်နေတိုင်းလှုပ်ဆောင်တတ်အောင်သင်ပေးရမှာပါဟိုတချို့ကြတော့เนาะကျမတို့လူကြီးမိသားစုတွေကကြတော့လေ ကိုကျွန်တော်တွေကလုတ်တက်ပြီးသားဆိုတော့ကိုတက်တယ်လို့ပဲသူတို့လည်းဟဲ့ဒါလေးတောင်လွဲလေးဒါပါကက်လို့တော့လက်ကလေးစီလိုက်တာများဟိုလွဲလွဲလေးကိုများတစင်ချင်းစီတင်ဖို့လိုသေးလားနဲ့ပြောတတ်ကြရဲ့နော်ဟိုတွေးမိကြပါမယ်နော်တကယ်လေးလာတုံးတက်မယ်ဆိုရင်ကလေးတွေကိုစောင့်ကြည့်ပါသူတို့မတက်ပါဘူးချက်ချင်းကြီးတက်မတက်ဘူးပြောရနော်ချက်ချင်းကြီးတက်မတက်ပါဘူးရှင်ချက်ချင်းကြီးတက်မတက်တာဖြစ်တဲ့တည်းသူတို့ကိုစိတ်ရှည်စွာနဲ့တစင်ချင်းစီတင်ပေးရပါမယ်ပုံမှန်ကလေးတွေတောင်တစင်ချင်းချက်ချင်းတက်မတက်ဘူး စနစ်ကြရဲကျမချက်ချင်းတက်မတက်ဘူးဆိုလေဆွေလိုရင်စနစ်တကြမှန်မှန်ကန်ကန်မတက်ဘူးလို့ပြောတာကိုတို့ဝါရတက်ချင်တော့တက်မှာပေါ့နော်ဒါပေမဲ့ကျမတို့ကစနစ်ကြစင်တာလေအရာရာကိုစနစ်တကြဆောင်ရွက်တက်စေချင်တာဖြစ်တဲ့အတွက်စနစ်တကြဆောင်ရွက်တက်အောင်တစင်ချင်းစီကိုတင်ပေးရပါမယ်အဲခုန disorder ကလေးတွေကြတော့ပေါ့နော်ပို့ပြီးတော့တော့စိတ်ရှိရှိနဲ့တင် जा ပေးရမှာပါကျမရှေ့ပိုင်းမှာဆွေးနွေးတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်ပါတော့မှာပါဆက်အသေးစိတ်ကလေးတွေပါတော့မှာဘလို့တွေတို့မှာ စနေတညပေါ့နော်ဘယ်လောက်အချိန်ယူရမလဲဆိုတာတွေပါအဲဆွေးနွေးပေးသွားမှာပါအဲ့တော့ကြတော့ဒီနေ့ကျမဆွေးနွေးပေးသွားတဲ့အကြောင်းအရာလေးဆိုလို့ရှိရင်ဒီပါနော်ကျမတို့ဒီကလေးတွေကိုပေါ့နော်သင်ကြားတဲ့အခါမှာဒီပညာရှင်ကြီးကနေပြီးတော့ပေါ့နော်အဒေါက်တာအိုင်ဗာကနေပြီးတော့1980ခုနှစ်လောက်မှာအဓိကမီလန်လေးကိုကယ်လီဖိုးနီးယားမှာစတင်ပြီးတော့ပြုလုပ်ခဲ့ကြဆောင်ရွက်ခဲ့ကြတယ်အဲ့ဒီမှာဆိုလေတစင်ချင်းစီသွားပြီးအသေးစိတ်ပေါ့နော်သူတို့တွေရဲ့ ဒီလုံဆောင်ရမယ်အလုတ်ကလေးတွေကိုပေါ့နော်ဒါမိမိကပြုတ်မှုတခုမှားနေပြီးတော့ဒီပြုတ်မှုကိုဘယ်လိုပြုတ်ပြင်ပေးဖို့မလို့ဆိုတဲ့အတွေးနဲ့ဒါတွေကိုစနစ်တကျလေးလာသုံးသပ်ပြီးတော့မှသူတို့တွေကိုတစင်ချင်းစီဆောင်ရွက်တက်အောင်စိတ်ရှည်စွာနဲ့အပြုတ်မှုတွေမှန်ကန်တဲ့အပြုတ်မှုတွေရရှိလာအောင်ဆောင်ရွက်ပေးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မယနေ့ဆွေးနွေးပေးသွားခြင်းဖြစ်ပါတယ်။နောက်နေ့တွေမှာကြည့်ရှိနေတဲ့အကြောင်းအရာကိုဆက်လက်ဆွေးနွေးပေးသွားပါမယ်လို့ပြောကြရင်လည်း